ြက်ကြပြောင်းနေခဲ့တဲ့ကိုနှစ်အရွယ်မိန်းကလေးကိုစာလာအိတ်နဲ့ထဲထားခဲ့တဲ့ရုပ်အလောင်းသာတေဆုံးလေးရဲ့ပြန်လည်တွေ့ရှိမင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးတိုင်းဒေသကြီးမိထီလာမျိုးနဲ့တဟတ်တန်းကြီးရွာမှာနေအိမ်ကနေလေးရက်ကြာပျောက်ဆုံးနေတဲ့အသက်၉နှစ်အရွယ်မိန်းကလေးငယ်ကိုတေဆုံးလေးရဲ့ပြန်လည်တွေ့ရှိခဲ့တယ်လို့ဒေသခံတွေထံမှသိရှိရပါတယ် တည်ဆုံးသူမိန်းကလေးဟာအသက်9နှစ်အရွယ် grade 3ကျောင်းသူမနှင်းရတီဖြစ်ပြီးဇွန်လ17ရက်နေ့မနက်9နာရီခန့်မှာကျေးရွာတုတ်တန်အနီးဆာလာအိတ်ခွန်အတွင်မှာထုတ်လျက်သားအနေထားနဲ့တည်ဆုံးနေတာကိုတွေ့ရှိခဲ့ရတယ်လို့လည်းသိရပါတယ်စိတ်ကြောင်းသွားတဲ့ဦးလေးကြီးကပုတ်စော်နန်းနေတာဆိုတော့တိရိစံတွေပြစ်ထားတာလားဆိုပြီးတော့သွားကြည့်တာဖက်နယ်ကလေးတွေ့တော့ရွာကလူတွေကိုလှမ်းခေါ်လိုက်တာလာကြည့်ကြတော့မှအိတ်ထဲမှာကလေးရဲ့အလောင်းကိုတွေ့ရတာ အိတ်ထဲကိုထဲခံထားရတာဆိုတော့အသက်ခံရတဲ့ပုံစံတော့ရှိမယ်ဟုဆိုကာရွာကန်တဦးကပြောပြထားပါတယ်။ကလေးငယ်ရဲ့ရုပ်အလောင်းကိုပြန်တွေ့ရချိန်မှာပုတ်ပွားနေပြီဖြစ်တာကြောင့်အသက်ခံထားရတဲ့အခြေအနေနဲ့ပတ်သက်ပြီးဘလို့နီလန်းနဲ့တတ်ထားတယ်ဆိုတာကိုအပြေရှားလို့မရသေးဘူးလို့လည်းသိရပါတယ်။ အဆိုပါမိန်ကလေးငယ်တည်ဆုံမှုနဲ့ပတ်သက်ပြီးတရားခန်းကိုဖမ်းဆီးရမိဖို့ရဲဘက်ကစုံစမ်းစစ်ဆေးနေကအလောင်းကိုလည်းမိထီလာဆေးရုံကိုတည်ယူစစ်ဆေးမှုပြုလုပ်နေပြီးစစ်စစ်ချက်အဖြေကတော့မကြသေးဘူးလို့သိရပါတယ်တေဆုံးသူမနှင်းရတီဟာဂျွန်လာ9ရက်နေ့ညနေ3နာရီကျော်ကလေးကနေအင်ကနေကြေးရွာစာတင်ကျောင်းအနီးမှာကစားမယ်ဆိုပြီးထွက်သွားရာကနေအင်ကိုပြန်လည်ရောက်ရှိလာခြင်းမရှိပဲပျောက်ဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။ မနှင်းရည်ဒီရဲ့မိဘတွေဟာထိုင်းနိုင်ငံမှာအလုပ်သွားလုပ်နေတာကြောင့်မနှင်းရည်ဒီကအဖွားဖြစ်သူအကိုဖြစ်သူတို့နဲ့အတူနေထိုင်ပြီးကျေးရွာထဲမှာနေစဉ်ကြောင်းစင်းချိန်တိုင်းထွက်ကစားလေးရှိတယ်လို့လည်းသိရပါတယ်